ချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံนี่ divorce လုပ်ကြတယ်ကွာချင်းကြဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူစီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတော့ တကယ်အနစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချင်းနဲ့တူတဲ့အချစ်ဆိုမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ကိုဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ် မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးဆက်ချက်မေတ္တာချစ်ကသူများအတွက်ဘေးဆက်တယ်တဏာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ဘာဖြစ်လို့လို့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင် သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟော မကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လူဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တဲ့ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရအောင်အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့ကဆိုတာရောက်လာတယ် စိုးရိမ်တာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှဒါတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်